မင်္ဂလာပါဆရာတို့ရေဒီဗီလိုလက်ဆင်မှာ letter writing essay writing အတွက်အခြေခံကြတဲ့ sentence structure patterns 20ကိုလေ့လာကြည့်ပါမယ်အဲ့ဒီတော့ပထမဆုံးတစ်မျိုးကတော့ SV pattern မှာဒါကဘာလဲဆိုတော့ pattern တွေထဲမှာအရေးအကြီးဆုံးအခြေခံအကြဆုံးပဲနော် example ပြရမယ်ဆိုလို့ရှိရင် birds flying ငှက်တွေပြန်ကြတယ်အဲ့ဒီမှာရှေ့ကောင်ဒီ subject ပါနောက်က buff ဖြစ်ပါတယ်အဲ့ဒါ sv pattern မှာ နောက်ပတ်တန်တမျိုးဝကြတော့ SVO ပတ်တန်ပေါ့ Shear subject လာမယ်ပြီးရင် buff လာမယ် object လာမယ် students read books ကျောင်းသားတွေစာအုပ်တွေဖတ်ကြတာအဲ့ဒါ SVO ပတ်တန်မှာနောက်ပတ်တန်တမျိုးဝကြတော့ SVC ပတ်တန် C ဆိုတာကဘာလဲဆိုတော့ complement ဖြည့်ဆွက်ပြီးတာပါမပြေစုံသေးတဲ့ဝါကြကိုဖြည့်ဆွက်ပြီးတာ example ပြရရင် the sky is blue ကောင်းငင်ကြီးကဘာဖြစ်တယ်ဆိုတာကိုဖြည့်ဆွတ်ပြီးရဲ့နောက်ကကောင်းဒီအဲ့ဒါကန်ဖလီမန်ဖြစ်ပါတယ်။ဒါကြောင့်ဟော်ဒီပတန်ဒီ SVC ပတန်ဖြစ်ပါတယ်။ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်ပတန်တစ်မျိုး SVA ပတန်။အဲ့တော့ A ဆိုတာကဒီနေရာမှာဒါပါလဲဆိုတော့ adverb phrase ကိုပြောတာနေရာပြတာအချိန်ပြတာအကြောင်းပြတာတခုခုဖြစ်မယ်ပေါ့နော်။အဲ့တော့ဒီပတန်မှာဆိုရင် object မပါဘူး။ example ပြရမယ်ဆိုရင် she walks at night ညမှာအလုံးလုံးတာအဲ့ဒါ SVE ဖြစ်ပါတယ်အဲ့တော့ဘယ်အချိန်မှာလုံးတာလဲဆိုတော့ညမှာအလုံးလုံးတာအဲ့တော့ညမှာဆိုတော့အဲ့ဒါ adverb phrase ဖြစ်ပါတယ် adverb phrase or time ပေါ့နော် now number 5 pattern ကကျတော့ SVOE ဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ object ပါတယ်ပုံစံအဲ့တော့နောက်ကနေပြီးတော့ object လိုက်တယ် object မလိုက်ဘူး object လိုက်တယ်ဆိုလို့ရှိရင်ဒါဒီ transitive verb ဖြစ်ပါတယ် object ပါစရာမလိုဘူးဆိုရင် transitive verb ဖြစ်ပါတယ်အဲ့တော့ example ပေးရမယ်ဆိုရင် he plays football every sunday ကျောင်းပေးရတနင်္ဂနွေနေ့တိုင်းဘောလုံးကစားတာအဲ့ဒါဒီ svo ပတ်တံမှာအဲ့တော့တနင်္ဂနွေနေ့တိုင်းဆိုတာအချိန်ပြတာပါ adverb phrase ဖြစ်ပါတယ် now number 6ပတ္တန်ကကြတော့ svoc ပါ svo ပတ္တန်ပေါ့ တော့ button ၄ထဲမှာဆိုရင် SV button ရယ် SVC button ရယ် SVO button ရယ်အဲ့ဒါအခြေခံအကြဆုံး button တွေပဲ C ဆိုတာ complement ဖြည့်ဆွတ်ပေးတာဖြစ်ပါတယ် example ပြရမယ်ဆိုရင် hard work makes people successful ဒီမှာဆိုရင် make object adjective ပုံစံဖြစ်ပါတယ် make object verb form ပုံစံနေဟောဒီနောက်က adjective လိုက်တာတွေ verb form လိုက်တာတွေ buffer energy လိုက်တာတွေစသဖြင့်ရှိတယ်အဲ့တော့ဒီဖြည့်ဆွက်ပေးတာမို့လို့ conflict ဖြစ်ပါတယ်အဲ့တော့ svo နောက်က c ဖြစ်ပါတယ်เนาะ svoc ပတ်တံမှာကဲဟုတ်ပြီဒါဆိုရင် နောက်နံပါတ်7ပတ်တံ svido အဲ့တော့တချို့ဝါကြတွေက object နှလုံးလာတယ်အဲ့ဒီလိုလာတဲ့အခါမှာ လူ object တွေဖြစ်တဲ့ interact object ကိုရှေ့မှာထားပြရတယ်။ example ပြရမယ်ဆိုရင် the teacher gave students homework အဲ့တော့ဆရာကကျောင်းသားတွေအိမ်စာပေးတာလူတွေကိုပေးတာကျောင်းသားတွေကိုပေးတာလူ object ကို ရှေ့မှာထားရတယ် interact object ကိုရှေ့မှာထားရရတယ်အဲ့ဒါ SVIOTO ပတ်တံမှာနောက်ပတ်တံတစ်ခုကကြာတော့ SV ပတ်တံမှာနောက်က to infinitive လိုက်တဲ့ပုံစံမှာ ဲ့တော့ example ပြရမယ်ဆိုရင် buff ရဲ့နောက်က object လိုက်တယ်2 plus buff one လိုက်တယ်ဒီမှာ two star english english ကလေ့လာဖို့ဆိုတာကအဲ့ဒါဒီ to infinitive ဖြစ်ပါတယ် infinitive phrase ပေါ့နော် i want to star english english ကလေ့လာချင်တာကိုပြောတာနောက်ပတန်တစ်မျိုးကကြတော့ as we that color ဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင် as we o ပတန်မှာပဲ အဲ့တော့ buff ရဲ့နောက်က object လာခြင်းလာမယ် object ပါခြင်းမှပါမယ် adverb phrase တွေလာခြင်းလာမယ် to infinitive လိုက်တာမျိုးလည်းဖြစ်ခြင်းဖြစ်မယ်။ဟောဒီနေရာမှာလာတဲ့ that clause ဆိုတာကတော့ဒါ object တစ်မျိုးပါပဲ။ example ပေးရရင် scientists believe that climate change is real ။အဲ့ဒီမှာဆိုရင် that နဲ့စာထားလိုက်ဒီ that clause ဖြစ်ပါတယ်။ အဲ့တော့သိမ့်ဘက်မညာရှင်တွေယုံကြည်ကြတာကဒါကိုယုံကြည်ထားကြပါတယ်ဒါကိုဆိုတော့ off ချက်ပါတနည်းအားဖြင့် that claw ဖြစ်ပါတယ်เนาะ